ိုးရှိရှိတုန်းကလူသားတိုင်းမိတွေနဲ့နတ်ငယ်တွေအုပ်ချုပ်တဲ့မော်တော်အုပ်တို့ဟာငင်းချမ်းရေကတိကဝတ်တွေပြုခဲ့ကြပါတယ်။မိဖြစ်ဆွေဖြစ်တယ်မဟုတ်ပဲတစ်ဖက်နဲ့တစ်ဖက်ကြားဝင်မဆွဖက်ရေကိုပါသဘောတူခဲ့ကြပါတယ်။အဲ့ဒီရဲ့ချိန်တုန်းကကင်းရဲမညံတွေကပျောက်ဆုံးနေပြီးတော့ကြောက်ဖို့ကောင်းတဲ့လူတယောက်ရဲ့မျက်နှာကိုပဲမမှီခဲ့ပါတယ်။သူကဘာတူလဲပြီးတော့သူ့ကိုသူဘာတူလဲဆိုတာကိုပါမမှတ်မိတော့ပါဘူး။ဟာလေကွင်းဆိုတဲ့ခေါ်တန်နဲ့အတူသူ့ကိုကတင်ခဲ့တဲ့လူဘလူးမလီနဲ့တူနေတိုင်းစားတောက်ခဲ့ပါတယ်။အဲ့ဒါကဒီယာနဲနဲ့ကင်တို့ရဲ့တွဲဆုံမှုပဲဖြစ်ပါတယ်။ ဒီယာနယ်ကစာရီရှာကျွေးပြီးတော့အထီးကျန်နေတဲ့ဒီယာနယ်လေးဟာဂိုလန်နဂေါင်ကိုဖန်တီးပြီးလဲပေါ်ပြူနေထိုင်နေခဲ့ပါတယ်။တငယ်ချင်းမြဲလို့နေတဲ့ဒီယာနယ်ကကင်းရောက်လာခဲ့တာကြောင့်အယန်းကိုပျော်ရွှင်နေခဲ့ပါတယ်။မျက်ညံတွေပျောက်ဆုံးနေတာကြောင့်အဲ့ဒီချိန်တုန်းကပျော်စရာကောင်းခဲ့ပါတယ်။အဲ့ဒါကြောင့်လည်းအေးအေးဆေးဆေးနေခဲ့ပြီးတော့ဘာမှမသိတာကတော့ကိုကြာသွားခဲ့ပါတယ်။ဒီယာနယ်ကလူသားတယောက်နဲ့ယဉ်နေပြီးအစားအသောက်ချက်ပြုတ်နေတဲ့တင်နေတာကိုတွေ့တော့လူသားတွေကိုတိတ်မယုံကြည်ဖို့အတွက်ကင်းကပြောခဲ့ပါတယ်။လူတွေဟာအများအားဖြင့်ရင်းမပါတဲ့ကြောင်းရာတွေကြောင့်စစ်တွေပြုတ်တတ်တယ်လို့ တင်းကပြောပေးမယ်သူတငယ်ချင်းဟဲဘရန်ကတော့လူတွေကငါတို့နဲ့မှမတူတာသူတို့မှာအတွေးခေါ်တွေမျိုးမျိုးရှိရလို့ပြန်ပြောခဲ့ပါတယ်သူတို့ကိုရင်ယုံရင်တနစ်မင်းနောင်တာကြီးကြီးရလိမ့်မယ်လို့ကင်းကပြောတဲ့အခါမင်းကငါရဲ့ချစ်ဆုံးငယ်ချင်းပဲလေအဲအချိန်ကျရင်သူ့ကိုဒါပေးဖို့လို့ဟဲဘရန်ကပြန်ပြောခဲ့ပါတယ်အဲဒီအကြောင်းတွေဟာဒီအာနယ်နဲ့အတူတူရှိနေတုန်းမှာအမြဲအမံမခဲ့တဲ့ယာရီဖြစ်ပါတယ်သူ့ရဲ့မျက်ညံတွေကတစားတစားနဲ့အဲ့ဒီလိုမျိုးပေါ်လာတတ်ပါတယ်တနစ်မှာတော့ဒီအာနယ်တယောက်ဟာအသေးအံများနေခဲ့ပြီးစေးမြစ်တော်ချဖို့လုပ်ခဲ့ပေမဲ့ဒီအာနယ်ကရန်တီးချ န်လို့တယောက်တည်းမဖြစ်ချင်ဘူးမထားခဲ့ပါနဲ့လို့ပြောကာကင်းကိုဖတ်ထားခဲ့ပါတယ်ဒီယာနယ်ရဲ့မထားခဲ့ပါနဲ့ဆိုတဲ့စကားကြောင့်အဲလင်းပြောခဲ့တာတွေကိုကင်းကသတိရမိသွားပြန်ပါတယ်အဲ့ဒီအချိန်မိုးဆိုးကြီးကရောက်လာပြီးဒီယာနယ်ကိုစေကူပေးခဲ့တယ်အဲ့ဒီနေကမွေးရည်အတွက်ကျေးဇူးတင်ကြောင်းကင်းကပြောတော့ဆယ်နှစ်တောင်ရှိသွားပြီလို့အဖိုးကြီးကပြောခဲ့ပါတယ်နတ်တွေအတွက်ချိန်ကဏလေးဟာလူသားတွေအတွက်တော့အချိန်တွေများကြီးကြပါတယ်ဒီလိုနဲ့ဒီယာနယ်နဲ့ဆော့ကစားနေရင်ဒီယာနယ်ရဲ့ဝတ်စားတွေပြေသွားခဲ့တာကြောင့်အင်ကြီးတတဲကိုချုပ်ပေးခဲ့တယ်သူ့ရဲ့အင်ကြီးတွေကိုလည်းသူကိုယ်တိုင်လှူထားတာလို့ပြောပြီးတဲ့ ဲနောက်မှာတော့အတိတ်တွေကိုပြန်မှတ်မိသွားပြန်ပါတယ်။သူအင်ဂျင်ချုပ်တာကိုလူတွေစီကတင်လာတဲ့အကြောင်းအလင်းကိုပြောပြနေတဲ့အတိတ်မှညံတွေဖြစ်ပြီးတော့သူဟာနှစ်သက်ငယ်တော်ဦးကဘယင်ဆိုတာကိုလည်းတတိယသွားခဲ့ပါတယ်။အနီးနားမှာလူနေအိမ်တွေတွေ့တော့သူတို့လည်းသွားကြည့်ခဲ့လိုက်ကြကအဲ့ဒီမှာနေထိုင်သူတွေကမိုးစိုးဖိုးကြီးရဲ့တားဆင်းမြေဆက်တွေပဲဖြစ်တယ်။ သူတို့တွေအတွက်ချင်းကနာလေးကြာနေသေးတော့မှအဘိုးကြီးကတော့တည်ဆုံသွားခဲ့ပြီဖြစ်ပါတယ်။မင်းတို့ကတကယ်ရှိတာပဲလူဘလူးမလီနဲ့နတ်သားငယ်စုံတွေကိုခဏခဏစုံမှုတယ်လို့အဘိုးကချိန်ချင်းပြောမှုကြောင်းအဲ့ဒီလူတွေကပြောပါတယ်။စုံတွေဆိုတာကဘာလဲလို့ဒီယာနယ်ကမေးတဲ့အခါအဲ့ဒါကအရန်ကိုယဉ်နီးတဲ့တငယ်ချင်းကိုဆိုလိုတာလို့ကင်းကပြောခဲ့ပါတယ်။ဒါဆိုသူတို့ကစုံတွေလားလို့ကလေးနှစ်ယောက်ကိုဒီယာနယ်ကလက်ညှိုးထိုးပြတဲ့အခါမဟုတ်ဘူး။စုံတွေဆိုတာကယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပဲလို့ကင်းကဖြေရင်းကလေးလေးကိုကြည်ထားတဲ့လင်မယားနှစ်ယောက်ကိုလက်ညှိုးထိုးပြခဲ့ပါတယ်။လူသားတွေရဲ့တဒန်းက တူတာကြောင့်နှစ်ယောက်အတူတူလက်ထပ်ကတိကဝတ်ပြုပြီးစုံတွဲတွေဖြင့်အတူတူတသက်လုံးနေသွားကြတယ်လေလို့ကင်းကရှင်ပြလိုက်ပါတယ်အတူတူဆိုတဲ့စကားကိုကြားတော့ဟာလီကွင်းကငါ့ကိုတဘောကြလားလို့တီယာနေကမိခဲ့ပါတယ်တဘောကြတာပေါ်လို့ကင်းကပြည်တဲ့အခါငါရဲ့ဆူတောင်ကိုဘာပဲဖြစ်ဖြစ်ဖြစ်စည်းပေးမယ်လို့ပြောခဲ့တယ်မလားအဲ့ဒါဆိုငါ့ကိုအမြဲတမ်းတဘောကြချစ်ခင်နေပေးပါလို့တီယာနေကပြောခဲ့ပါတယ်ကင်းကလည်းရှက်သွားခဲ့ကငါကတိပေးတယ်ငါမင်းကိုအမြဲချစ်ခင်ပေးမယ်အမြဲအနားမှာရှိနေပေးမယ်လို့ပြောလိုက်ပါတယ် အဲ့ဒီအချိန်လေးတခုကဘေးနားကနေဖြစ်သွားတဲ့အခါမှာတော့ကင်းဟာသူ့မညံတွေကိုပြန်မမိသွားပြန်ပါတယ်။ Hair brand နဲ့အတူတူသွားတဲ့နှသက်ငယ်တွေဘန်းခံလိုက်ရတဲ့ဆိုတဲ့အခြေအကြောင်းသူဟာနှသက်ငယ်တော်ဦးကနေထွက်ပြီးသွားခဲ့ဖို့လုပ်တဲ့အချိန်မှာမျက်လုံးတစ်ဖက်အုပ်လူစီကနေတိုက်ခိုက်ခံလိုက်ရပြီးတတိမိသွားတာကိုသူမမိသွားခဲ့ပါတယ်။အားလုံးကိုတတိရသွားပြီးနှသက်ငယ်တော်ဦးနဲ့သူ့နှသက်ငယ်ချင်း Hair brand ကြောင့်ကိုတီးသွားတဲ့အခါမှာသူဟာနှသက်ငယ်ဘရင်ဟာလေကွင်းဆိုတာကိုလည်းမမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်ရွာလေးမှာမိတွေလောင်နေတာကြောင့်ဒီယာနဲ့ကိုထားခဲ့ပြီးထွက်သွားမယ်လို့မှာတော့ဒီယာနဲ့ကဒီလို ြောခဲ့ပါရယ် နင့်တငယ်ချင်းတွေကိုတွားရှာပါအားလုံးစောင့်နေကြတဲ့နေရာကိုပြန်သွားပါလို့ပြောတော့ငါမင်းစီကိုဘာတွေပဲဖြစ်လာပါစေချိန်သေးပေါက်ပြန်လာခဲ့မယ်လို့ပြောပြီးတော့ကင်းကားထွက်သွားခဲ့ပါတယ်ဒါပေမဲ့ကင်းကားအဲ့ဒီကလေးကိုမတီနိုင်ခဲ့ပါဘူးသူ့ရွာထဲကိုရောက်သွားတဲ့အချိန်မှာတော့လူတွေအားလုံးကတည်ဆုံနေခဲ့ကြပြီးတူတွေးလိုက်ရတာကသူ့ကိုတတ်ခဲ့တဲ့မျိုးလုံးတစ်ပတ်ကန်တဲ့လူကြီးဖြစ်နေပါတယ်မင်းကရာဇုနှစ်လောက်ကြာသွားတာတောင်ဘာလို့အသက်ရှင်နေရသေးတာလဲလို့ကင်းကမေးလိုက်တဲ့အခါအဲ့ဒါကိုငါလည်းမင်းကိုမေးချင်နေတာအဲ့ဒီနေ့ကအလေးဝင်တိုက်ခိုက်လို့မင်းတည်သွားတော့ငါလက်စားချေတဲ့အနေနဲ့အဲ့ဒီ ီလူကိုလေးဝင်တိုက်ပြီးတော့သူ့ကိုတက်ခဲ့တယ်။အဲ့ဒီနောက်မှာငါကလို့ပြောလိုက်တဲ့အချိန်မှာတော့အဲ့ဒီလူဟာဟေဘရန်ဆိုတာကိုကင်းကားတိသွားခဲ့ပါတယ်။တကယ်လဲအဲ့ဒီလူပုံစံပြောင်းထားတဲ့ဟေဘရန်ကိုမြင်လိုက်ရပြီးငါလူသားတွေပေါ်မှာမုန်တီးမှုကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ဟေဘရန်ကပြောနေခဲ့ပါတယ်။လူသားတွေကငါတချိန်ကရန်ချစ်ခဲ့တဲ့လူသားတွေကငါတငယ်ချင်းမိစွေတွေကိုလဲစားပြီးတော့တူတော်ရဲ့တောင်ပံတွေကိုယူသွားတယ်။ပတ်စံတွေများကြီးကြအောင်လုပ်ပေးမယ်ပြောပြီးအတောင်တွေကိုမပြက်စီးမချင်းဖြည်းဖြည်းချင်းချင်းဆဲပြီးတော့ဆုတ်ခွာပစ်တယ်။မျက်စိရှိမှတင်ယုံကြည်ထားတဲ့သူတွေကငါမိစွေ တွေရဲ့တောင်ပန်တွေကိုဆွဲကျွနေတာကိုမြင်တွေ့နေရတဲ့ခန်းစားချက်ကရှင်လျက်နဲ့တည်တာတဲ့ဆိုတော့ဒုက္ခကိုခန်းစားနေရတဲ့တန်တွေအလုံးကိုကြားနေတယ်လို့ပြောကသူ့ရဲ့မုံဒီစိတ်တွေကိုဟေဘရန်တယောက်ဟာပြောပြနေခဲ့ပါတယ်အဲ့ဒီသူ့ရဲ့မုံဒီစိတ်တွေနဲ့လူတွေကို1900လောက်တက်လာခဲ့တာတောင်မှအဲ့ဒီအော်ရဲ့ညီညူတန်တွေကပြောင်မသွားသလိုဒီလောကကလူတွေအလုံးကိုမြေပြတ်တုတ်တင်ပြစ်မယ်လို့ပြောနေပါတယ်အဲ့ဒီအချိန်ကျငါ့ကိုဒါစီပေးပါလို့တချိန်ကတုတ်ငယ်ချင်းပြောခဲ့တဲ့အတိုင်းအမုံတရားတွေနဲ့စုံလုံးကမ်းပြီးထင်တိုင်းကျဲလူတွေကိုလိုက်လံတက်ပြတ်နေတဲ့ဟေဘရန်ကိုကင်းကတက်ပြစ်လိုက်ပါတယ် ်။သူ့တငယ်ချင်းကိုတူလက်နဲ့တက်ခဲ့ရတယ်လို့တူတာဝန်မကြည်သေးတဲ့ယာရီများကြီးရှိတာကိုလည်းကင်းကတဘောပေါက်ကငိုကြွေးနေခဲ့ပါရဲ့။အဲ့ဒီအပြင်ဒီယာနယ်ကိုပေးထားတဲ့ရေကြီးတဲ့ကတိကိုလည်းမတည်နိုင်ခဲ့တော့ပါဘူး။ဒီယာနယ်ရဲ့မညံ့တွေအလုံးကိုဖျက်ပစ်လိုက်ပြီးတော့ဟဲဘရန်ကလူသားတွေကိုဇူလိုက်ပြုံလိုက်တပြက်ခဲ့တဲ့မှုကိုတူလုံးခဲ့ပါတယ်လို့ခံယူလိုက်ပြီးအပြစ်ခံယူခဲ့ပါရဲ့။ဒါပေမဲ့ဒီယာနယ်ကိုတတိယမှုတွေတူမပေါ်ထားတဲ့ခံစားချက်တွေကတော့ဘယ်တော့မှပြောင်းလဲမသွားခဲ့ပါဘူး။ဒါဟာတိတ်မှဟဲဘရန်နဲ့သူနဲ့ကြာရှိခဲ့တဲ့မုံတရားတွေနဲ့ဒီယာနယ်နဲ့သူ့ကြားမှာရှိတဲ့ချစ်ချင်းမြတ် တာတွေပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းအခုချိန်မှာဒီဟာနယ်ကိုဒူကောင်းဆုံးကာကွယ်ပေးနေကြတာပဲဖြစ်ပါတယ်။မင်းမှာနတ်သမီးရဲ့အစွမ်းတွေမရှိတော့ဘူးမလား။ဘာလို့ကက်စတီဘောရဲ့အစွမ်းကိုအလောက်များကြီးတုံးပြီးတော့ကာကွယ်လိုက်ရတာလဲလို့ဟဲမရန်ကကင်းကိုမေးနေခဲ့ပါတယ်။နတ်လန်ဒန်ကက်စတီဘောရဲ့ကာရန်အောက်မှာဒီဟာနယ်ရဲ့တန်ရာတွေကလည်းတဖြည်းဖြည်းပြောင်းနေခဲ့ပါတယ်။နှစ်ခုနှစ်ရာကြာပြီးတာတောင်လူတွေကိုထပ်ထပ်ချင်နေတော့မယ်လားဟဲဘရန်။ငါနဲ့ထပ်ပြီးတော့တိုက်ခိုက်ချင်နေသေးတော့မယ်လားလို့ကင်းကမေးလိုက်ပါတယ်။ဟဲဘရန်ကတော့ငါ့ကိုငါမရက်တတ်နိုင်တာကွာလို့ပြောကမင်းမျက်စိတွေကိုမော်ဆန်အားတွေအလုံး ုံးပေးဖို့အတွက်မိန့်ပေးလိုက်ပါရယ်။မော်စွာအားတွေများကြီးရသွားတဲ့ဟဲဘရန်ကကင်းကိုတိုက်ခိုက်လိုက်ပေမဲ့ဒီတစ်ခါမှာတော့ကင်းကတာယာလေးပဲကူးကန်နေခဲ့ပြီးအခုနာယူလိုက်တော့ဟဲဘရန်လို့ပြောကာကင်းရဲ့တိုက်ခိုက်ချက်မှာတော့မော်လုံးလဲကွဲသွားခဲ့ပြီးဟဲဘရန်လက်တံယာတွေကြောင့်အောက်ကိုပြိုကျသွားခဲ့ပါရယ်။ဒါပေမဲ့သူ့ရဲ့ခေါင်းဆောင်လေးကိုလက်ကမ်းနေတည်တာကြောင့်ကင်းကပဲကောက်ယူပေးလိုက်ကာတွားပေးလိုက်ပါရယ်။မတွေ့တာကြပြီနော်ဟာလီကွင်းအဲ့ဒီအုတ်တုတ်ကမင်းအတွက်လက်ဆောင်ပဲမင်းသားဆိုရင်ကြိုက်လောက်မယ်ထင်လို့ငါလူတွေစီကနေယူခဲ့တာဒါပေမဲ့နောက်ဆုံးတော့ငါကငတုံးတယောက်ပါကွာ အခုတေချာကြီးတော့မင်းနဲ့အဲ့လောက်လည်းမလိုက်ပါဘူးသူ့တငယ်ချင်းရဲ့ဇကားတွေကိုကြားပြီးတော့ကင်းတယောက်ဟာမျက်ရည်တွေကြာနေခဲ့ကဟဲဘရန်ကိုနှုတ်ဆက်လိုက်ပါတယ်မင်းကိုတယောက်တည်းကြောက်စိတ်မိခဲ့လို့တောင်းပန်ပါတယ်ဒီဟာနယ်လို့ပြောတော့ကျေးဇူးတင်ပါတယ်ကင်းလို့သူမကပြန်ပြောခဲ့ကဟာလီကွင်းအဲ့ဒီနာမည်လေးကအရန်ကိုလွမ်းဆိုးဖို့ကောင်းတဲ့နာမည်လေးပဲလို့ဒီဟာနယ်ကပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကဘာတူလဲဆိုတာကိုတော့သူမစင်စားလို့မရဘူးပြောတော့အဲ့ဒါကအိမ်မက်ပါမင်းအိမ်မက်မနေတာဖြစ်လိမ့်မယ်လို့ကင်းကပြန်ပြောလိုက်ပါတယ်ဟောက်စာကမင်းတို့တွေကဒီနန်းကိုတိမ်မက် ဖို့ကြံစီနေတဲ့တူတွေလို့မထင်ရဘူးလို့ပြောတော့ငါတို့တွေကပြန်ပြီးဆွဲခံရတဲ့အဲလစ်ဘက်ကိုပြန်ခဲ့ဖို့လာခဲ့တာလို့ကင်းကပြောလိုက်ပါတယ်။အဲဒီတော့မှအဲလစ်ဘက်ကဒီမှာရှိရလားလို့ဟောက်စာကမေးနေခဲ့ပါတယ်။တစ်ဖက်မှာဟန်ရီဆန်နဲ့အာတာတို့ကတိုက်ခိုက်နေကြပြီးအာတာတယောက်ပါရီများတိထားတာလေလို့ဟန်ရီဆန်ကတွေးနေခဲ့တယ်။ Helpless Way ဆိုတဲ့အနက်ရောင်မီတောက်တွေနဲ့အာတာကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာတော့ Meliodas ကရောက်လာခဲ့ကဖူးကောင်တာနဲ့တိုက်ခိုက်လိုက်ပါတယ်။ဟန်ရီဆန်တယောက်လည်းသူ့မော်နဲ့သူပြန်တိုက်ခိုက်ခံလိုက်ရတာကြောင့်ဒဏ်ရာကြီးကြီးရသွားခဲ့ပါတယ်။ ေစတေစတေအဲဒီနောက်မှာတော့အဲလစ်ဘတ်ကိုပြန်ပြီးတော့လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်